ဒီပိုင်းဆောင်မှာတော့မျက်စောက်နတ်မင်းရဲ့သမီးတော်တောင်းတောင်းဟာဆရာတော်ထန်ဆန်းရဲ့ပါကျဲတို့ကိုရင်နန်းတော်သခင်အချုပ်ထဲကနေကယ်တင်ပြီးတော့သူ့ရဲ့ခန်းထဲမှာဖွက်ထားပေးပါတယ်ဒီလိုကယ်တင်ပေးတဲ့အတွက်သူမကိုအနောက်ရက်ကိုသွားရမှာအတူတူခေါ်သွားပေးဖို့ဆရာတော်ကိုတောင်းဆိုနေတာပါဆရာတော်ကတော့ဒီခိယာကျန်းတန်းလုံးနာကြောင့်မိန်းကလေးတယောက်အနေနဲ့တင်းတော်မှာမဟုတ်ကြောင်းဖြောင်းပြပြီးတော့ပြောဆိုနေပါတယ်ပါကျဲကတော့တောင်းတောင်းအညံကောင်းသူဖြစ်တဲ့အတွက်သူတို့ရဲ့ခီးမှာလိုက်ပါလို့ရနိုင်ကြောင်းဆရာတော်ကိုဝိုင်းပြောပေးနေပါတယ်ဆရာတော်ကတော့မိစ္ဆာရင်းနဲ့ရင်ဆိုင်တဲ့ခါမိန်းကလေးတယောက်ပါလာခြင်းကအခက်အခဲတွေရှိနိုင်ကြောင်းပြောပြနေပါတယ် ဲချိန်မှာဝူခုံးနဲ့စားဟုတ်ချင်းတို့ကဆရာတော်ကိုချုံအောင်ထားရာရည်တန်းတော်ချုံဆောင်ကိုရောက်လာခဲ့ကြပါလိမ့်ချုံဆောင်ထဲကိုရောက်တဲ့အခါဆရာတော်ပါကျဲပါပျောက်ချင်းမလားပျောက်ဆုံးနေတာကိုတွေးလိုက်ရပါလိမ့်တောင်တော်ရဲ့ခန်းထဲမှာတော့တောင်တော်ဟာသူ့ကိုလက်ထပ်ပြီးတော့ခေါ်သွားဖို့ဆရာတော်ကိုတောင်းဆိုတဲ့အစင်းထီတော်မှရောက်လာနေပါပြီဆရာတော်ကတော့အချောလေးတောင်းတောင်းကိုတနေ့မှထိုက်တန်သူနဲ့လက်ထပ်ရမှာပါလို့စူတောင်းပေးနေခဲ့ပါလိမ့်အဲချိန်မှာပဲဝူခုံးရဲ့ခေါ်တန်းကိုဆရာတော်ပါကျဲပါကြားလိုက်ရပါလိမ့်ဝုခုံးကပါကျဲတို့ကဲတင်ပြီးတော့ကမ်းပေါ်ရောက်တဲ့အခါမှာတော့ပါကျဲကရေနန်းတော်တခင်ကို သူ့ကိုစားမယ်လို့ပြောတဲ့ကောင်ဆိုပြီးတော့သွားပြီးတော့ရိုက်ပါတော့တယ်။ရေနန်းတော်သခင်ရဲ့နောင်တော်နဂါးမင်းကပါကျဲကိုတောင်းပန်နေသလိုဝူခေါင်းကလည်းပါကျဲကိုစူပူကတားဆီးလိုက်ပါတယ်။နောင်တော်နဂါးမင်းကရေနန်းတော်သခင်ကိုဖခင်ဖြစ်သူအနောက်ပင်လယ်နဂါးမင်းစီကိုခေါ်သွားပြီးတော့အပြစ်ဒဏ်ပေးမှဖြစ်ကြောင်းပြောပြီးတော့ဖမ်းဆီးသွားခဲ့ပါတော့တယ်။ရေမန်းနန်းတော်သခင်ကိုဖမ်းဆီးသွားပြီးတဲ့နောက်မှာတော့မြေရီယာပြန်လှည့်ပြီးတော့ကြီးလင်သွားခဲ့ပါပြီ။မိစ္ဆာထွက်သွားတဲ့အချိန်မှာမြေရီယာချက်ချင်းပဲကြီးလင်သွားတာကြောင့်ဆရာတော်ကအံ့ဩနေပါတယ်။ ဘာကြဲရေကိုခတ်တောက်လိုက်တဲ့အချိန်မှာမျက်စောင်နတ်မင်းနဲ့တမိပြည့်သူတောင်းတောင်းကပေါ်လာပြီးတော့ရေကိုနှစ်ချမ်းခွဲပေးလိုက်ပါလေအဲ့အချိန်မှာမြစ်လေမှာလမ်းတစ်ခုပေါ်ပေါက်လာပြီးမျက်စောင်နတ်မင်းကလည်းလမ်းတိုင်းသွားဖို့ပြောလိုက်ပါတော့တယ်ဇာရောတောင်းတောင်းဟောမီတော်ဖို့ဆိုပြီးတော့နှုတ်ဆက်ကအနောက်ဘက်ကိုခီးဆက်ထွက်လာခဲ့ကြပါလေအဲ့လိုနဲ့တောင်းတောင်းဟာတာတာကြီးဖြစ်ပြီးတော့ဟာတာတာကြီးနဲ့ကြံနေခဲ့ရပါတော့တယ်ဇာရောတို့ဖွဲ့ကမြစ်ကိုကူးပြီးတော့ဆက်လက်ခီးထွက်လာခဲ့ကြရင်းနဲ့ဇာရောတောင်းတန်းတစ်ခုပေါ်မှာအိမ်တစ်လုံးကိုလှမ်းပြီးတော့တွေးလိုက်ရပါတယ် ဘာကြီးကတော့ခုံပေါက်နေပြီးတော့ဆရာတော်ကိုမျက်စိရမ်းကောင်းတာပဲလို့ချီးကျူးလိုက်ပါတယ်။စောင်းချင်းကလည်းစားစရာရပြီ၊ဆုံးခံလို့ရပြီလို့ပြောနေတာပါ။ဝူခေါင်းကတော့ဒုံဆန်တိုင်းသင်္ဃာမကင်းဖြစ်နေတာကြောင့်သူရင်သွားပြီးတော့ရှိုးလိုက်မယ်လို့ပြောနေခဲ့ပါတယ်။ဇုံကောင်ကရှေ့ပြေးတက်သားဖြစ်နေလေတိုင်းနဲ့တောင်ပေါ်ကိုတက်သွားခဲ့ပါတယ်။ဝူခေါင်းကတောင်ပေါ်ရောက်တဲ့အခါမှာတောင်ပေါ်ကအိမ်ရဲ့ပတ်ဝန်းကျင်မှာမိစားရဲ့အခိုးငွေတွေကိုတွေ့နေရပါတယ်။ဇုံကောင်ကအရင်ကအချိန်နေသိမ့်မကောင်းတဲ့အကြောင်းမကောင်းတဲ့ငွေသက်တွေကိုခံစားနေရကြောင်းလှမ်းပြီးတော့ပြောလိုက်ပါတယ်။ ဘာကြောင့်ပြောနိုင်တာလဲလို့ဆရာတော်ကမေးတဲ့အခါမှာဒီအင်အားပုံမှန်အိမ်မဟုတ်တာကြောင့်ဇုံကန်သွားဖို့မသိတော့ကြောင်းကိုပြောလိုက်တာပါဆရာတော်ကလည်းအခုသူဘိုက်စားနေတာဘလို့လုပ်မလဲလို့ဝူခုံးကိုပြန်ပြီးတော့မေးလိုက်ပါလေဝူခုံးကလည်းဆရာတော်အနားကိုရောက်လာပြီးတော့ဆရာတော်ဘိုက်စားနေအောင်သူဒီကြောင်းပြောကအစာချဖို့တော့ထွက်သွားပါတော့တယ်နောက်တော့ဝူခုံးကခဏပြန်လှည့်လာပြီးမိစ္ဆာရုံကိုဘလို့ကာကွယ်ရမလဲဆိုတာကိုပြောပြမယ်လို့ပြောသွားပါလေအဲမှာဇုံခုံးကဆရာတော်တို့ကိုခေါ်သွားပြီးတော့တနေရာမှာထိုင်ခိုင်းလိုက်ပါလေနောက်တော့ဝူခုံးကဆရာတော်ကိုစီးသုံးတန်တားပြီးတော့ ရာမမဲတီတော်ထားခဲ့လိုမျိုးထပ်ပြီးတော့ထားခဲ့ကဘာကျဲနဲ့ဝူကျင်းလည်းညီတော်လက္ခဏာလိုမျိုးဆောင်းဆိုင်ထားခိုင်းခဲ့ပါလေ။ဇုံခုံကဒီစည်းတဲ့ကိုဗေမိတ်စာမဝင်လာလို့မရကြောင်းနဲ့ဇာတော်ကလည်းစီးဝိုင်းနဲ့မထွက်ပဲသူပြန်လာအောင်တေချာစောင့်နေဖို့ဂရီတောင်းလိုက်ပါလေ။ဘာကျဲနဲ့ဝူကျင်းတော့ဖြစ်ချင်အဖြစ်စားကျင်တဲ့ကောင်စားဆိုပြီးတော့အဲ့ဒီသဘောနဲ့စည်းပြမှာထားခဲ့ကစီးဝိုင်းနာကနေဘဲမှမသွားဘူး။ဇာတော်ကိုတေချာစောင့်ရှောက်ဖို့မှာထားခဲ့ပါလေ။ဇာတော်ကဝူခုံကိုဘယ်သွားမလို့လဲလို့မေးလိုက်တဲ့အခါမိုင်းထောင်ကြီးတဲ့ခီးကလည်းသူ့အတွက်က3မိနစ်လောက်ပဲကြာမှာဖြစ်တာကြောင့် စိတ်ဘူးမနေဖို့ဦးခွန်ကပြောက3မိနစ်ပဲဆောင်းလို့မာထားခဲ့ပါလေဆရာတော်ကလည်းလူတွေကိုနာကျင်မှုတွေမပေးဖို့ဦးခွန်ကိုအထက်ထက်မာနေခဲ့ပါလေနောက်တော့မှဦးခွန်ကစိတ်ပြောင်းသွားပြီးတော့ဘာကျဲနဲ့ဦးချင်းကိုစီးဝိုင်းနဲ့ဝင်ပြီးတော့ဆောင်းစီကသူပြန်မလာမချင်းဘဲကူမှမသွားဖို့မှားလိုက်ပါတော့ဒီဘာကျဲကလည်းစီးဝိုင်းနဲ့ဝင်ချင်းပဲပတ်ပြေးနေပါလေဦးခွန်ကလည်းဘာကျဲကိုလိုက်ပြီးတော့စီးဝိုင်းနဲ့ဟာကောင်အတင်းဝင်ဆိုပြီးတော့အတင်းထည့်နေပါလေဦးခွန်ကလည်းဘာကျဲကိုသူပြန်မလာမချင်းဘဲကောင်မလေးတွေ့တွေ့စီးတဲ့ရမထွက်ဖို့ အေးပြီးတော့ဆရာတော်ကိုသေချာဂယူဆိုင်ကြဖို့သေသေးချာချာထထမာနေခဲ့တာပါအားလုံးစိတ်ချပြီးဆိုရင်နောက်မှာတော့ဦးခေါင်းကလေးပေါ်ပြန်ဝဲပြီးစားတော့ရှာပွေးဖို့တောထထတောင်းဆွဲဆွဲရှိုးမြောင်ဆောက်ဆောက်ကိုဖြတ်ကခยีထွက်လာခဲ့ပါလေအဲ့လိုနဲ့ဦးခေါင်းကတောဆက်ကတဲတလုံးတွေ့တာကြောင့်အောက်ကိုဆင်းလိုက်ပါတဲရှိကိုရောက်တဲ့အခါမှာတော့အမွေးထူထူနဲ့မြောက်ပြင်းစုံခုံရဲ့အသွင်ကိုဖျောက်ကကြီးညိုပွဲဟာယဟန်တစ်ပါးအသွင်ကိုဖန်ဆင်းပြီးတော့တွေ့ရတာဝန်သာလာပါကြောင့်တဲရှင်အဖိုးကိုလှမ်းပြီးတော့နှုတ်ဆက်လိုက်ပါလေတဲရှင်ဖိုးကလည်းဝန်သာအားနဲ့ခြံတကားကိုဖြွင့်ပေးကာ ဘဲကလာတာပါလဲဆရာတော်လေးလို့မေးပါတယ်။ဝူခုံးကလည်းထုံးစံတိုင်းအရှိဘက်ဌာနနိုင်ငံကနေအနောက်ဘက်ကဗုဒ္ဓဆီမကျမ်းစာတွေတွားပေးမှဖြစ်ကြောင်းကြီးညိုဘွေရာတန်နဲ့ပြောတော်မူလိုက်ပါတယ်။အဖိုးကလည်းအနောက်ရက်ကိုတွားဖို့ဆိုရင်တော့လမ်းမားနေတာဖြစ်ကြောင်းနဲ့ပြောင်းမြိုင်သွားနေတာပဲလို့ဝူခုံးကပြောလိုက်တာပါ။ဝူခုံးကလည်းသူကလမ်းမှန်ကိုတီကြောင်းနဲ့လလုံးစင်မှာသူနဲ့တူပါလာတဲ့တခြားဆရာတော်တွေကစွန်ကိစ္စမပြီးသေးတာကြောင့်စွန်ကန်ထွက်ခဲ့ရတာဖြစ်ကြောင်းနဲ့သူတို့ကတပိတ်ကိုရေချင်းကတောက်ဝင်နေစွန်ကိစ္စကိုဖြေရှင်းခဲ့ရတာ။ ၃ရက်မြောက်ရှိနေဖြစ်ကြောင်းကိုပြောပြလိုက်ပါလေအဖိုးကလည်းနောက်ဘက်ကိုသွားတဲ့လမ်းနဲ့ဒီနေရာဟာမိုင်းထောင်ကြီးခီးဝင်းနေတာကြောင့်ဇုံးအမီပြန်ဖို့မဖြစ်နိုင်လို့ဒီနေရာကိုရောက်ဖို့အဲ့ဒီလမ်းကနေဘယ်လိုလာသလဲဆိုပြီးတော့စစ်စေးမေးမြန်းနေခဲ့တာပါအဖိုးကမယုံလို့လို့မသိငါလို့လို့ဖြစ်နေတာကြောင့်ဘူခုံးကသူ့ရဲ့မူလအသွင်ကိုပြန်လဲဖန်ဆင်းပြပြီးတော့ဒီခီးကသူ့အတွက်၃မိနစ်သာကြာတဲ့အကြောင်းကိုပြောပြလိုက်ပါတော့လေအဖိုးကလည်းဘူခုံးရဲ့မူလအသွင်ကိုတွေ့ရတဲ့အခါမှာအမိစာဟာဘလူးဟာဆိုပြီးတော့အိမ်ထဲကိုပြန်ဝင်ပြေးသွားပါတော့လေ ။ဝူခွန်ကလည်းအိမ်ထဲကိုမှုန်မှုအမြန်တားလိုက်ပြီးစားစရာနည်းနည်းလောက်ပေးဖို့တောင်းဆိုလိုက်တာပါ။အဖိုးကလည်းစားစရာဘာမှမရှိတော့နဲ့တခြားမှသွားရှာဖို့ပြောကအိမ်ထဲကိုဝင်ပြေးပါတော့တယ်။ဂီးထောင်မှာနားနေခဲ့တဲ့ဆရာတော်တို့ဖွဲ့ကတော့လေပြင်းတွေတိုက်ခတ်နေတာကြောင့်လွင်ထွက်မတတ်ဖြစ်ကစီဝိုင်းထဲကနေအပြင်ကိုရောက်တော့မလို့ဖြစ်နေရပါတယ်။ဘာသေးရလဲသူ့ရဲ့ခန္ဓာကိုယ်အကြီးကြီးကိုလွင်ထွက်မတော့အောင်ထိန်းရင်းစုံအကုန်ကဘလောက်ထိဝေးကြီးစားသွားရှာနေတာလဲမသိလို့ဆရာတော်ကိုတိုင်တဲကပြောလိုက်ပါလေ။ ။ဘာကျဲကဆက်ပြီးတော့နီနာနာသွားမှရှာတယ်ဇုံငုံကိုပြစ်တင်နေခဲ့တာပါ။ဘာကျဲကသူတို့ကလေကလည်းတိုက်အေးကလည်းအေးဘိုက်ကလည်းစာနဲ့တိုက်အေးစာကြီးဖြစ်နေပြီလို့ပြောလိုက်ပါလေ။ဆရာတော်ကလည်းဒီလိုဆိုရင်ဘယ်လိုလုပ်ကြမလဲလို့ဘာကျဲကိုမေးတဲ့အခါဘာကျဲကအနောက်ဘက်ကိုခီးဆက်ကြဖို့သာအကြံပေးလာခဲ့ပါလေ။ဇုံငုံကလည်းနောက်ကနေလိုက်လာမှမို့စိတ်မပူဖို့စာအုပ်ချင်းကလည်းဝင်ပြီးတော့ထောက်ခံပြောဆိုပေးပါလေ။နောက်တော့သုံးအသာအော်ရန်ကိုဆွဲကလေတိုက်တဲ့နေရာကနေလွတ်အောင်ဆိုပြီးတော့ခီးဆက်ထွက်လာခဲ့ကြပါတော့တယ် အဲ့ချိန်တစ်ဖက်မှာဝူခွန်ကတော့တကားပိတ်ပြီးအဲသေးဝင်သွားတယ်တဲရှင်ဖို့ကော်မတီတော့ပဲအိမ်နောက်ဖက်နန်းကိုသူတကိုးနဲ့ကြော်ဖြတ်ကမိဘကန်းတွေကိုဝင်ရောက်သွားခဲ့တာပါမိဘကန်းတွေကိုရောက်တဲ့အခါမိဘဘောကအိုးတွေကိုလှန်လို့ရှာဖွေလိုက်ပါလေအပြင်ဘက်မှာတော့အဖိုးကြီးကအဖွားကြီးကိုအပြင်မှာမိစားတကောင်ရောက်နေတာဖြစ်ကြောင်းနဲ့အဲ့ဒီမိစားကစားစရာလာတောင်းနေတယ်လို့ပြောပြနေပါလေအဖွားကလည်းဒီရွယ်ဒီနေလာတာကြာနေပြီမိစားကအစာလာတောင်းတာကိုတခါမှမကြုံဘူးကြောင်းပြောလိုက်တာပါအဖိုးကလည်းသူကလိန်ညာနေတာမဟုတ်ရပါပဲအဲ့ဒီအမွေးထူဟာ သူတော်ကောင်းမဖြစ်နိုင်ဘူးလို့ပြောလိုက်တာပါအဲ့ဒီအချိန်မှာဝူခုံးကအိုးတဲ့ဟာဓမင်းတွေကိုတပိတ်ထဲအတင်းဖိသိမ့်ထဲနေနေအဖိုးနဲ့အဖွားပြောသမျှကိုနားထောင်နေပါတယ်အဖိုးကလည်းအဖွားကိုတကားသွားမဖွင့်လိုက်ဘူးနဲ့သူတော်မှကြောက်လာပြီဆိုပြီးတော့သူ့ကိုဖတ်ထားပေးဖို့ပြောနေတာကြောင့်ဇုံခုံးကဆိုပြီးတော့ဓမင်းခွေးနဲ့ရည်နေခဲ့ပါတယ်တဖက်ကပါကျဲဥဆောင်လာတဲ့ဇရာတော်နဲ့အဖွဲကတော့တောင်ဆောင်တစ်ခုပေါ်ကိုတက်သွားနေတယ်အောက်ဘက်ကလမ်းမြင်ရတဲ့အိမ်ကြီးတစ်လုံးကိုတွေ့ကြရပါတယ် အဲ့ဒီအင်ကြီးအားဆုံးခုံတင်ကမကင်းဖြစ်နေတယ်အင်ကြီးပဲဖြစ်ပါတယ်ဘာကြဲရလဲသူအရင်သွားရှိုးလိုက်အောင်မယ်လို့ဆရာတော်စီခွင်တောင်းကအိမ်ထဲကိုဝင်သွားလိုက်ပါတယ်ဆရာတော်လည်းဘိုက်စာနေပြီးမြ мян လှုပ်လို့ပြောပြီးတော့ဘာကြဲကိုလွတ်လိုက်ပါတယ်ဘာကြဲကလည်းအထဲမှာအခန်းတစ်ခုတွေ့တယ်လို့ပြောပြီးတော့ဝင်သွားလိုက်ပါတယ်အထဲကိုရောက်တဲ့အခါမှာအင်ရှင်တို့အင်ရှင်တို့လို့ဘာကြဲကအကြိမ်ကြိမ်အော်ဟစ်ပြီးတော့ခေါ်လိုက်ပါတယ်ဘာကြဲကအိမ်ခန်းထဲကိုကြီးလိုက်တဲ့အခါမှာတော့ဂရင်ဘော်ကခြံောင်ထဲမှာတဖက်ပြန်လင်းနေတဲ့လင်းအောင်ကိုသာတွေးလိုက်ရပါတယ် ဇာချနောင်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဘာမှမတွေ့ရပဲအယောင်လက်နေတဲ့အဝတ်ပုံကြီးကိုသာတွေ့လိုက်ရတာပါဇာတော်နဲ့ဝူချင်းကလည်းပြင်မာဆောင်နေပြီးတော့မကြခင်ပါကျဲကပြန်ထွက်လာပါတော့တယ်ဝူချင်းကစားစရာရလာပြီလားလို့မျောလင်းတကြီးနဲ့မေးတဲ့အခါပါကျဲကဘသူမှမရှိတောင်းဝူချင်းကိုပြောပြလိုက်ပါတယ်ဇာတော်ကအိမ်တလောက်အကြီးမှစားစရာမရှိဘူးလားလို့မေးတဲ့အခါအိမ်ထဲမှာဘသူမှမရှိပေမဲ့တခြားအသုံးဝင်မဲ့အရာတွေတော့တွေ့ခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်ဇာတော်ကပြာစမ်းပြာစမ်းလို့ပြောတဲ့အခါပါကျဲကသူယူလာတဲ့ အယောင်တစ်ဖြတ်ဖြတ်နဲ့တောက်လက်နေတဲ့အဝိတ္တစုံကိုပြလိုက်ပါလေ။ဆရာတော်ကပိုင်းရှင်မသိပဲယူလာလားလို့ပါသေးကိုမေးနေပါလေ။ပါသေးကပိုင်းရှင်မရှိလို့ယူလာခဲ့တာဖြစ်ကြောင်းနဲ့အခုလိုအေးနေတဲ့အချိန်မှာအသုံးဝင်နိုင်တာကြောင့်ယူခဲ့တာဖြစ်တယ်လို့ပြန်ပြောလိုက်ပါလေ။ဆရာတော်ကသူတစ်ပါးမသိအောင်ယူလာဟာခိုးတယ်လို့မြေချောင်းပြောလိုက်တဲ့အခါပါသေးကခိုးတယ်လို့မမြင်အောင်အတန်မထွက်စီပဲတိတ်တိတ်လေးယူခဲ့တာပါဆရာတော်လို့စောရကတက်နေခဲ့ပါလေ။ပါသေးကဘယ်သူမှလည်းမြင်တာမဟုတ်ဘဲနဲ့လို့ပြောနေပါသေးတယ်။ ဆရာတော်ကပြန်ထားလိုက်ဖို့ပြောတဲ့အခါမှာဒါပန်းတကူမြောက်တာကြောင့်ကောက်လို့ရပါတယ်လို့ပါကျဲကပြန်ပြောနေခဲ့သေးတာပါဆရာတော်ကလည်းမှန်တာကိုပဲလှုပ်ဖို့နေဘသူမှမသိလဲတခြားသူသိဖို့မလိုဘူးဖះသိတယ်လို့ပါကျဲကိုပြောနေပါတယ်ပါကျဲကအရင်တုန်းကဒီလိုကောင်းတာလေးမျိုးတွေကိုမြင်အောင်မမြင်ဘူးကြောင့်ပြောပြလိုက်တာပါဒါကြောင့်ဝိပယစီလို့ဆရာတော်ကိုခွင်တောင်းပါတယ်ဇောင်းချင်းကအရင်တုန်းကရကန်းနတ်သမီးလေးတယောက်ဟာပါကျဲအတွက်ဝိဆောင်အီအီလေးကိုရက်ပေးဘူးတာမေ့သွားတာလားလို့ပါကျဲကိုမေးလိုက်ပါတယ် ပါသေးကအရင်ကအရင်ပဲအခုကအခုပဲလို့စာအုပ်ချင်းကိုကြည်ကြပြီးတော့ပြောနေပါလေ။ဆရာတော်စိတ်ကောင်းနေတဲ့ဂျားကဝူချင်းနဲ့ပါသေးတို့ဟာဆရာတော်တစ်ဖက်လှည့်နေတော့အင်းကြီးတယောက်ထဲဝစ်ကြည့်ကြပါတော့တယ်။အင်းကြီးတွေဝစ်ပြီးတဲ့အခါမှာပါသေးနဲ့ဝူချင်းတို့ဟာတခုခုကိုခံစားရတယ်လို့ဖြစ်ပြီးတော့လူလိမ့်နေရကဆရာတော်အကူအညီတောင်းလိုက်ကြပါလေ။အဲဒီချိန်မှာဝူခွန်ကညီတော်တို့ရေရှိဖို့ဆိုပြီးတော့စုံအပြေးနဲ့တပိတ်ကိုကင်ကပြန်ရောက်လာပါလေ။အင်းကြီးကိုဝစ်မိတဲ့စာအုပ်ချင်းနဲ့ပါသေးတို့ကတော့ဆရာတော်နဲ့အတူတူအင်းကြီးကနေအသွင်ပြောင်းသွားတယ်လှိုင်ကူတဲ့ကိုအလိုလိုရောက်သွားကား အဖမ်းခံလိုက်ရပါတော့တယ်။ဝူခွန်ကဘလို့ပဲအော်ဟစ်ခေါ်နေပေမဲ့ထွက်မလာတဲ့ဇာတော်တို့ကိုစိုးရင်သွားပြီးတော့တောင်ဆောင်နဲ့ကိုစိန်ခေါ်လိုက်ပါတော့တယ်။တောင်ဆောင်နဲ့ရောက်လာတဲ့ခါမှာဝူခွန်ရဲ့ရှေ့မှာဒူးထောက်လိုက်ပါတယ်။တောင်ဆောင်နဲ့ဖိုးဖိုးကဝူခွန်ကိုဖိုးဖိုးလို့ခေါ်တဲ့ခါဝူခွန်ကတခိုးစုပ်လို့တောင်ဆောင်နဲ့ကိုပြောလိုက်ပါတယ်။ဝူခွန်ကသူခေါ်နေတာကြားရတာနဲ့ဘာကြောင့်ရိုးသေးမပေးတဲ့လို့မေးလိုက်ခါတောင်ဆောင်နဲ့ကိုဒေါ်ပွားနေတာပါ။တောင်ဆောင်နဲ့ကသူ့ကိုခွင်းလို့ပြောတဲ့ခါဝူခွန်ကမေးစရာရှိတဲ့အကြောင်းပြောလိုက်ပြီး ဇာတော်နဲ့ပါကျဲတို့တပ်ဖွဲ့ကိုတွေးလိုက်သေးလားလို့မေးတဲ့အခါတောင်ဆောင်နဲ့ကသူတွေးလိုက်တဲ့အချိန်မှာသူတို့၃ယောက်ဟာမိစာကူထဲမှာပိတ်မိနေတဲ့အကြောင်းကိုပြောပြလိုက်ပါလေ။ဇုံခုံကဘယ်ကမိစာလဲလို့မေးလိုက်တဲ့အခါမိစာတော့မိစာပဲဘာမိစာလဲမသိရပါပဲ။အစွမ်းသိတိမှာဘရင်တပါးဖြစ်နေတဲ့တိတ်ခါရှိမရှိမသိရတဲ့မိစာပဲဖြစ်ပါလေလို့ပြောပြလိုက်ပါလေ။သူကတောင်ပေါ်မှာနေပြီးတော့လက်နက်ဆက်ကြရဲနာတွေကိုပိုင်ဆိုင်သူဖြစ်တယ်လို့လည်းပြောလိုက်သေးတာပါ။ဟုတ်ကောင်ကတပိတ်နဲ့ဆုံးထမင်းတွေကိုတောင်ဆောင်နိုင်ရဲ့လက်ထဲကိုထည့်ခဲ့ပြီးတော့တောင်ပေါ်ကိုတက်သွားခဲ့ပါလေ တောင်ပေါ်ကအိမ်ကိုလမ်းပြီးတော့ကြီးလိုက်တဲ့အခါမှာဖန်ဆင်းထားတဲ့အတူရောင်အိမ်တစ်လုံးမှဝူခွန်းကတန်းပြီးတော့ទីလိုက်ပါလေဝူခွန်းကတပိတ်တဲကဆုံးသမင်းတွေကိုစားမပြစ်ဖို့နဲ့ဒေချာသိမ်းမေးထားဖို့တောင်ဆောင်နဲ့ကိုမှားထားခဲ့ပါလေသူကတော့ဆရာတို့ကိုသွားရှာအောင်မှဖြစ်တယ်လို့ပြောပြီးတောင်ဆောင်နဲ့ကိုနှုတ်ဆက်သွားခဲ့ပါလေလိုင်းငူထဲမှာတော့ကျွဲမိတ်စာကဘာကျဲနဲ့ဆရာတို့ကိုပိုက်ကုန်နေနဲ့တုံထောင်ထားပါလေကျွဲမိတ်စာကသူမတီးပဲနဲ့သူ့ရဲ့အဝိတ်တွေခိုးတယ်ဘုံကြီးတွေဆိုပြီးတော့ဆွဆွဲပြောဆိုနေတာပါ ။ပါကျဲကတော့ဒါတမင်ထောင်ချောက်စီပြီးတော့ဂွင်ချတာတဲ့နှစ်ချက်ကွက်သားဖြစ်ကြောင်းကျွဲမိတ်စာကိုပြန်ပြီးတော့ပတ်နေခဲ့ပါတယ်။နောက်တော့ဒေါသထွက်နေတဲ့ပါကျဲကကျွဲမိတ်စာကိုကြောက်တုံးနေနဲ့ကန်ကြောက်ပစ်ပေါက်နေပါတယ်။ကျွဲမိတ်စာကပါကျဲနဲ့စာအုပ်ချင်းကိုသူ့လက်နဲ့မတန်တာကြောင့်မတတ်ချင်ကြောင်းပြောလိုက်တာအပြင်ကိုဆွဲထုတ်ခိုင်းလိုက်ပါတယ်။ဆရာတော်ကလည်းသူကအရှိရထန်နိုင်ငံရောက်လာတဲ့ဘုန်းကြီးထန်ဆန်းဖြစ်ပြီးတော့အနောက်ရက်မှာဗုဒ္ဓရဲ့ကျမ်းစာတွေကိုတွားပြီးတော့ပင့်ဆောင်မှာဖြစ်တယ်လို့ပြောပြပြန်ပါတယ်။ဒါကြောင့်မလို့ခွင်းလို့ပေးဖို့နဲ့ အခုကိစ္စလဲတပည့်တွေအမှားသာဖြစ်ကြောင်းတောင်းပန်ပြောကြားလိုက်ပါလေကျွဲမိတ်စာကလည်းဆရာတော်ကလိမ္မာယဉ်ကျေးပြီးတော့အသိရှိတဲ့သူတယောက်ဖြစ်ကြောင်းနဲ့ဟိုဘုံကြီးနှစ်ပါးလောက်မရိုင်းဆိုင်အောင်ပြောလိုက်တာပါကျွဲမိတ်စာကသူဟာထန်ဆန်းကိုတော့ရဲ့အကြောင်းလိုင်းမော်မှာအများမိတ်စာတွေပြောနေတာကြားပူးထားပြီးတော့အခုမှပဲလူအကောင်လိုက်ကိုမြင်ဘူးရတော့တယ်လို့ပြောနေခဲ့ပါလေကျွဲမိတ်စာထန်ဆန်းကိုတော့ကိုအပြင်မှာအကောင်လိုက်တွေ့ရတာကြောင့်ဟိုမှာဟုတ်ပါမလားဆိုပြီးတော့အန်အောနေတာပါနောက်တော့ပလင်ပေါ်ကနေအမြန်ဆင်းလာပြီးတော့ထန်ဆန်းရဲ့ပါးကလေးကိုကင်ကြည့်လိုက် လက်ကလေးတွေကိုကင်ကြည့်လိုက်အနံ့တွေရှူကြည့်လိုက်နဲ့လုံနေခဲ့ပါလေ။နောက်မှတကယ်ထန်ဆန်းမဲဆိုတာလက်ခံယုံကြည်သွားတော့တာပါ။ကျွဲမိစာကထန်ဆန်းရဲ့သားကိုစားရရင်ဒါမှန်လူတော်မှထာဝရတက်ကိုရနိုင်ကြောင်းသူကတည်ထားတယ်လို့လည်းပြောလိုက်ပါသေးတယ်။အခုတော့ထန်ဆန်းကသူတော်မှလိုက်မရှာပဲသူ့ရဲ့ရှေ့မောက်ကိုစိုက်စိုက်မြမြကြီးရောက်လာတယ်ဆိုပြီးတော့ပျော်နေခဲ့ရှာတာပါ။ဇာတော်ထန်ဆန်းလည်းကျွဲမိစာကိုစိတ်ထားကောင်းတဲ့အကြောင်းပြတဲ့အနေနဲ့သူ့ကိုလွတ်ပေးလိုက်ဖို့တရားဟောပါတော့တယ်။ကျွဲမိစာလည်းလာနောက်အနေနဲ့ဆိုပြီးတော့ ဒါဆန်းကိုချုပ်ထားလိုက်ဖို့သူ့တပည့်တွေကိုအမိန်ပေးလိုက်တာပါဇာတော်ကလည်းသူ့ရဲ့တပည့်ဇုံခုံစွာရှိသေးကြောင်းနဲ့ဝူခုံအားစားရှာပြီးရင်ပြန်လာလိမ့်မယ်လို့ပြောလိုက်တာပါကျွဲမိတ်စာလည်းဒီကိစ္စအတွက်ပူမနေဖို့နဲ့သူကိုယ်တိုင်ဇုံခုံကိုရှာပြီးတော့ခေါ်လာပေးမယ်လို့ဂရီပေးလိုက်ပါတော့တယ်မကြာခင်မှာပဲဇုံခုံကရောက်လာပြီးတော့မိတ်စာတွေထွက်ခဲ့ဖို့နဲ့သူ့ဇာတော်လှုပ်ပေးဖို့ဂူပေါဝါကနေသွားပြီးတော့တောင်းကျမ်းနေပါတော့တယ်ကျွဲမိတ်စာရဲ့တပည့်တယောက်ဖြစ်တဲ့ကျွဲနီလေးဟာ ကျွဲမိစာရှိဟာကိုရောက်လာပြီးတော့အပြင်းမတကိုးထွားတဲ့မြောက်တကောင်လာပြီးတော့တောင်းကျန်နေတဲ့เจ้าကိုလာပြီးအကြောင်းကြားလျှောက်တင်ပါလေ။အဲ့ဒီမြောက်ဟာအလွန်တရာမှအစွမ်းထက်ပြီးတော့သူ့ရဲ့ဆရာကိုလာခေါ်တာဖြစ်တယ်လို့ပြောပါလေ။ဆရာတော်ကလည်းအဲ့ဒါသူ့ရဲ့ပထမတပည့်ကြီးဇုံဦးခုံဖြစ်เจ้าကိုပြောပြလိုက်တာပါ။ကျွဲမိစာလည်းဆရာတော်ကိုအေးဆေးအနားယူဖို့ပြောပြီးတော့မျက်နှာထားကတော့တင်းသွားခဲ့ပါလေ။နောက်တော့ကျွဲမိစာကလိုင်ကောင်းပြင်ဘက်ကိုထွက်သွားပြီးတော့ဇုံဦးခုံဆိုတာဘယ်ကောင်လဲကွာလို့မေးလိုက်ပါလေ။ကျွဲမိစာဆရာတော်ရဲ့အစွမ်းရှိတဲ့တပည့်ဆိုလို့ဘသူအများလဲမှတ်တယ်ဟမ်။ အမွေးထူထူနဲ့မြောက်လိုကောင်းမဲလို့လမ်းပြီးတော့ပြောလိုက်တာပါ။ဝူခုံးကလည်းမင်းငါ့အစွဲမတီရရလားလို့မေးလိုက်ပြီးတော့ဇာတော့ပြန်ပေးစမ်းလို့ပြောနေခဲ့ပါလေ။ကျွဲမိစားတော့အဲ့ဒီဖုန်းကြီးတွေကသူ့ရဲ့အဝတ်တွေကိုခိုးသွားတာကြောင့်ဖမ်းထားတာဖြစ်တယ်လို့ပြန်ပြီးတော့ပြောလိုက်တာပါ။ဇုံခုံးကလည်းဇာတော့လို့သူတော်ကောင်းကအဝတ်ကလေးတွေခိုးပါမလားလို့မေးလိုက်တဲ့အခါကျွဲမိစားကသူ့မှာတတ်သေးတွေရှိတယ်လို့ပြောနေခဲ့ပါလေ။ဝူခုံးကလည်းတော်သမ်းမှာကြော်ဆန်းအားဆိုပြီးတော့သူ့ဇာတော့ကိုသူ့ပြန်ပေးဖို့ပဲပြောနေခဲ့တာပါ။ ကျွဲမိစားကပြန်မပြီးတော့ဘာဖြစ်လဲဆိုပြီးတော့ရန်စကားဆပြီးတော့ပြောပါလေဇုံကုံကလည်းမပင်းချတယ်ကွာဆိုပြီးတော့သူ့ရဲ့တန်တုံးနဲ့ပြေးပြီးတော့ကြိုးအောင်มาတော့တယ်အဲဒီမှာဝူခုံးနဲ့ကျွဲမိစားတယုတ်ကားတွေတဲကအတိုင်းမဲ့ဩအခုလဲတယုတ်ကားပဲတယုတ်ကားတွေတဲကအတိုင်းမဲ့အခုတယုတ်ကားတွေမှာလဲဂျုံနေထိုးလေတိုင်းတွေအသုံးပြုကချအကြပါတော့တယ်ဒါမှလည်းအတွင်အားကောင်းတဲ့ကျွဲမိစားအသေးအတန်ဝူခုံးနဲ့တိုက်ခိုက်နေရပါလိမ့်ကျွဲမိစားကတော့သူ့ကိုနိုင်အောင်တိုက်နိုင်မှာဆရာတော်ကိုပြန်ပေးမယ်လို့စိန်ခေါ်နေခဲ့တာပါ ဇုံကုံကသူ့ရဲ့တန်တုပ်ကိုကြီးအောင်လှုပ်ပြီးတော့ကျွဲမိတ်စာကိုထိုးဆိုင်ပစ်လိုက်ပါတယ်။ကျွဲမိတ်စာတန်လိုက်ဇကွင်းတစ်ခုဖန်ဆင်းပြီးတော့ဇုံကုံရဲ့တန်တုပ်ကိုလူယူလိုက်တာပါ။ဝူကုံကသူ့ရဲ့တန်တုပ်ပြန်ပေးလို့ပြောပြီးတော့ကျွဲမိတ်စာကိုတိုက်ခိုက်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဝူကုံကလက်နက်မဲ့ဖြစ်သွားတာကြောင့်မရှင်သာတော့ပဲအောင်မြင်စွာဆုတ်ခွာလာခဲ့ရပါတော့တယ်။ဇုံကုံကမှတောင်ဆောင်နဲ့တည်ပြန်သွားပြီးတော့ကျွဲမိတ်စာလက်နက်ကအရန်ထူးဆန်းပြီးတော့သူ့ရဲ့တန်တုပ်ကိုတော့လူယူသွားနိုင်ကြောင်းကိုပြောပြလိုက်တာပါ။ကျွဲမိတ်စာအခုမှသာသူနဲ့တိုက်ခိုက်ရပါမယ်။ သူ့ရဲ့တိုင်းကွက်တွေကိုကြိုသိနေတာကြောင့်အရန်တော့ထူးဆန်းနေတာပဲလို့တောင်ဆောင်းနဲ့ကိုပြောပြနေပါတယ်။ဝူခွန်ကကောင်းကင်ဘုံထီကိုရောက်ရှိခဲ့ပြီးတော့ကြောင်စိန်ဧကရင်နဲ့တွားအောင်ပြီးတော့တွေ့ဆုံပြန်ပါတယ်။ဝူခွန်ကကြောင်စိန်ဧကရင်ရှိကိုရောက်တဲ့အခါမှာအနောက်ဘက်ကိုခီးမသွားပဲဒီကိုဘာလာလောက်တာလဲလို့အမေခံလိုက်ရပါတယ်။ဝူခွန်ကအစွမ်းထက်တဲ့ကျွဲမိစားတကောင်ကဆရာတော်ကိုဖမ်းထားပြီးတော့သူ့တန်တော့ကိုလည်းလူယူသွားလို့ဘလို့မှတိုင်မရဖြစ်နေရလို့ပြောပြခဲ့တာပါ။ဇွဲအားကောင်းတဲ့ကျွဲမိစားရဲ့တန်လိုက်ဆက်ကွင်းလက်နက်သေးသေးလေးကိုသူ့ရဲ့တန်တုပ်အစွမ်းကမကြုံနိုင်ပဲဖြစ်နေတဲ့အကြောင်းကို ြောပြလိုက်ပါတယ်ဒီလိုပုံမှန်မဟုတ်တဲ့အခြေအနေကြောင့်ကောင်းငင်မုံဒီလာပြီးတော့အခုအကူကြီးလာတောင်းရတာဖြစ်တယ်လို့ဝူခေါင်းကပြောပြလိုက်ပါတယ်ကျွဲမိစားလက်နက်ကအဝေးကိုလည်းပြစ်လို့ရတယ်လို့ဒေါက်တော်ကမှထူးခြားတဲ့မော်စွမ်းနေရှိနေရာကြောင့်ကောင်းငင်မုံကအစွမ်းထက်တဲ့စိတ်ဒီအနေငယ်လောက်စိတ်ကူပေးဖို့လာပြီးတော့တောင်းဆိုတာဖြစ်တယ်လို့ပြောလိုက်ပါတယ်ကျောက်စင်းအေဂရစ်ကဘိုးချုပ်ဆောင်းတန်နဲ့၄ယောက်ကိုဒီကျွဲမိစားဆိုတာဘယ်သူလဲဆိုတာစုံစမ်းခဲ့ဖို့တာဝန်ပေးလိုက်ပါတယ်ဇုံကုံကလည်းဆရာတော်အစားမခံခင်အမြန်သွားမယ်လို့အဲ့၄ယောက်ကိုတောင်းဆိုလိုက်ပါတော့တယ် ဓမ္မမှာပါချင်းနဲ့စာအုပ်ချင်းကတော့ပိုက်ကုန်လေးနဲ့တုံအောင်ခံထားပြီးဇာတော်ကတော့သူတို့ညကိုကူညီဖို့ကြိုးစားနေတာပါစာအုပ်ချင်းကဒါရီယာဝူခုံးရဲ့စကားကိုနားမထောင်ခဲ့တာကြောင့်ဖြစ်ရတယ်လို့ပါချဲကိုပြောနေပါတယ်ဇီဝိုင်းထဲမှာမနေဘဲအဝတ်တွေသွားပြီးတော့ခိုးခဲ့တာကြောင့်ဖြစ်ကြောင်းပါချဲအပေါ်မှာအပြစ်တင်ပြောဆိုနေတာပါဗိုလ်ချုပ်နဲ့ဖွဲကလည်းတစ်ဖက်မှာစုံစမ်းပြီးတော့ပြောင်းလာတဲ့အခါကျွဲမိတ်စာကောင်းကင်ဘုံကမဟုန်မှန်းကိုတိလိုက်ရပါတယ်တခြားဧကရစ်ကလည်းတခြားနေရာမှာသွားစုံစမ်းဖို့ဝူခုံးကိုပြောလိုက်ပါတယ်ဝူခုံးကတော့ဘယ်ကမိတ်စာဖြစ်ဖြစ်အင်အားကြီးဆုံးကကောင်းကင်ဘုံဖြစ်တာကြောင့် သူ့ကိုကူညီသင့်တဲ့ကြောင်းမကူညီမပြန်နိုင်ဘူးကွာလို့ပြောကထိုင်ချလိုက်ပါလေ။အဲတော့မှပဲဇာမင်းကလည်းကြိုက်တဲ့ဗိုလ်ချုပ်တယောက်ကိုခေါ်သွားဖို့ခွင့်ပြုလိုက်ပါတော့လေ။ဘူခွန်ကစောစောကလေးကပြောလိုက်ပြီးတာလို့ပြောလိုက်ပြီးတော့ညီချားနဲ့ဘုံချောင်းကင်ဗိုလ်ချုပ်ကိုခေါ်ဆောင်သွားပါတော့လေ။ဘူခွန်တော့လက်နက်ပါမရမှဖြစ်ကြောင်းနဲ့သူ့ရဲ့တန်တုပ်ကိုကျွဲမိစာယူဆောင်သွားတာကြောင့်သူ့အတွက်ဇာမင်းရဲ့မိုးချိုးလက်နက်ခဏလောက်ငားဆန်းပါလို့တောင်းလိုက်ပါလေ။ဇာမင်းကလည်းဘူခွန်ဟေးတဆိတ်တော့လွန်နေဖြစ်ကြောင်းပြောကမိုးချိုးလက်နက်ပါငားလိုက်ရတာပါ။ တဖက်မှာဆရာတော်ကလည်းအဝိတ္တွေမယူခဲ့ပါနဲ့လို့တန်တန်ပြောပါလက်ရက်နဲ့နားမထောင်းတဲ့ပါကျဲကိုအပြစ်တင်နေပါလေပါကျဲကလည်းပြီးခဲ့တာတွေပြီးပြီးထားလိုက်တော့လို့ပြောပြီးတော့သူတို့ကိုဖမ်းရတာကိုပဲသူကအံ့ဩနေကြောင်းပြောနေခဲ့ပါလေစာအုပ်ချင်းကလည်းဝူခုံးလာခဲ့မှာကြောင့်စိတ်မပူဖို့ပြောနေပါလေဆရာတော်ကတိုက်ပွဲတွေဖြစ်ပြီးတော့တရဝါတွေတေကြရအောင်ပါပဲလို့ပြောပြီးဟောမီတော်ဖို့လို့ပြောလိုက်ပါတော့တယ်နေကြတဲ့ဘုံကျောင်းဘိုလ်ချုပ်တို့ရဲ့နတ်စစ်တပ်ကြီးဟာကျွဲမိစားရဲ့ဂူရှိကိုရောက်လာကြပါလေ လန်ဒန်မှာရှိတဲ့ဝူခွန်ကသူသွားတိုက်လို့မဖြစ်တာကြောင့်ဘသူသွားတိုက်မှလဲလို့မေးတဲ့အခါနေကြကအခုချိန်ကနန်းနန်းစောစောလေးဖြစ်နေရကြောင်သူပဲသွားတိုက်လိုက်မယ်မင်းမျက်နာသိလိုက်လို့ပြောလိုက်ပါလေစတာပါအဲ့တော့နေကြအဖခင်ဘုံချောင်းသခင်ကိုခွင်တောင်းကမိဖနာကိုစီလန်ကိုကင်ဆွဲကကျွဲမိဆာကိုသွားပြီးတော့ကျုံးမာတော့တယ်မိဆာလိုင်ကူထဲမှာတော့ကျွဲမိဆာဝူခွန်ရဲ့တန်တုပ်ကိုကင်ကဆရာတော်တို့စီကိုရောက်လာခဲ့တာပါဝူချင်းကဝူခွန်ရဲ့တန်တုပ်ခိုးလာတဲ့ကောင်လို့ကျွဲကြီးကိုပြောပါတယ်ကျွဲမိဆာလည်းဆုံးခုံကသာကြောက်ပြီးတော့လက်နက်ချသွားတာဟိအောင်ရေးလို့ပြန်ပြီးတော့ပြောပြလိုက်တာပါ မကြခင်မှာပဲကင်းသမားကဝူခုံးပြန်လာပြီလို့ကျွဲမိတ်စာကြီးကိုလာပြီးတော့ပြောပါတယ်ကျွဲမိတ်စာလည်းလက်နက်မရှိပဲဝူခုံးကပြန်လာတာလားလို့မေးလိုက်တာပါကင်းသမားလည်းသူ့ရဲ့နောက်မှာနတ်စစ်တီတသိန်းလောက်ပါလာသေးတယ်လို့ပြောတော့ကျွဲမိတ်စာလည်းဟဲ့ပပတ်ရီမောရင်ကူညီတောင်းလာခဲ့ရတာပေါ့ဒီကောင်လို့ပြောလိုက်ပါတော့တယ်ကျွဲမိတ်စာတော့ဝူခုံးကိုဖမ်းလာပြီးတော့ဒူဒူထားပေးမယ်လို့ဆရာတော်တို့ကလည်းပြောကာထွက်သွားခဲ့ပါတယ်ဒီကြမိဘနာကိုစီးပြီးတော့လိုင်ကူတဲကထွက်လာတယ်ကျွဲမိတ်စာကိုစားတီးပြီးတော့တိုက်ခိုက်ပါတော့တယ် ။နေကြလည်းလန်နဲ့ထိုးသလိုကြွဲမိတ်စာလည်းလန်နဲ့ပြန်ထိုးနေပါလေ။နေကြသူရဲ့မော်ချိန်ဝင်းနဲ့ပြစ်ကကြွဲမိတ်စာကိုဖမ်းမိမယ်။ကြွဲမိတ်စာရဲ့ကျွမ်းကျင်မှုကြောင့်ချိန်ဝင်းကလည်းလွတ်မြောက်သွားခဲ့ပါလေ။တခြားနက်စစ်တီတွေကလည်းကြွဲမိတ်စာကိုပေသီးတွေနဲ့တပြောင်းပြောင်းဝိုင်းပြီးတော့ပြစ်ကြပါလေ။အင်မတန်မှအဆင်ကျော်လွန်နေတဲ့ကြွဲမိတ်စာကြီးဟာနက်စစ်တီတွေရဲ့ပေသီးတွေကိုလှလပပပဲရှောင်တိန်နေနေခဲ့တာပါ။မကြာခင်မှာပဲနေကြဘုံเจ้าနာမိတ်စီပြောင်းလာပြီးတော့ကျွဲမိတ်စာသူတို့ရဲ့လက်နက်အစွမ်းတွေကိုသိနေပြီးတော့ရှောင်းတိန်နေတယ်လို့ပြောပြလိုက်ပါတယ် ဝူခေါ်တော့တိုက်စရာလက်နက်ကုံသွားတဲ့နတ်စည်တီတွေကိုလောင်ပြုံးလေးပြုံးနေခဲ့တာပါ။ဒီကြတော့ကိုတိုင်းတော်မတိုက်နိုင်မဲ့တခြားတိုက်နေတဲ့နတ်စည်တီတွေကိုပလိမ့်နေတယ်။ဝူခုံးကိုဒေါသထွက်နေပါလေ။ဝူခေါ်ကလည်းသူကတိုက်ပြီးလို့ကြီးညာဖြစ်ချောင်းပြောလိုက်ကကျွဲမိစားရဲ့တန်လိုက်ဆက်ကွင်းနဲ့စုံမြတဲ့လက်နက်မျိုးရှာမရမယ်လို့ပြောလိုက်ပါလေ။ဇက်ဝိုင်းကမိကိုတော့စုပ်လို့ရမှာမဟုတ်ကြောင်းဒီကြပြောလိုက်တဲ့အခါဘုံเจ้าနာမင်းကအဲ့လန်တက်ကအန်ရဲများเจ้าကိုသတိပေးလိုက်ပါလေ။ဝူခေါ်ကလည်းကျွဲမိစားကိုတိုက်ဖို့ကောင်းငင်မုံကနေနောက်ထပ်လက်နက်ကိုသွားပြီးတော့တောင်းအောင်ပါလေ။ လိုင်ကူထဲမှာတော့နတ်စစ်တီတွေကိုတော့မှနိုင်အောင်တိုက်နိုင်တဲ့ကျွဲပင်ကြီးပဲဆိုပြီးတော့ဂုံပြုတ်ကြီးကျူးနေကြပါတယ်။ကျွဲမိစားရဲ့တပည့်တွေကတော့သူတို့အားလုံးဒီထက်အစွမ်းထက်လာဖို့အတွက်ထန်ဆိုင်ရဲ့အသားကိုစားကြဖို့တောင်းဆိုလိုက်ပါတော့တယ်။ကျွဲမိစားကလည်းဝူခုံးမိမှအားလုံးချက်ပြီးတော့လုံလုံလောက်လောက်စားတောက်ကြမယ်လို့ပြောလိုက်တာပါ။ကောင်းကင်ဘုံရဲ့တဏီယာမှာတော့မီးနှက်ဟာပြင်းပြင်းနဲ့လက်ကနေမီးတွေထွက်အောင်လုပ်ပြီးတော့နေထူးနိုင်ရဲ့မီးလဝါတိုင်းကိုကျင့်ကြံနေပါတယ်။အဲဒီချိန်မှာဇုံခုံးကရောက်လာကြောင်းဒီမီးနှက်တိုင်းပြီကဘယ်သူမှအောက်ကိုမစင်းကြောင်းစီးပြီးတော့ပြောပါတယ်။ ။ဝူခေါင်းလည်းသူကမိစ္ဆာလာရှာတာမဟုတ်ကြောင်းနဲ့အကူအညီတစ်ခုကိုပေးဖို့လောက်တောင်းခံတာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဘုံကျောင်းဘူကျောက်ကရောလို့မိနာကမေးတော့သူတို့ရဲ့လက်နက်တွေကလည်းကျွဲမိစ္ဆာတန်လိုက်ဇက်ကွင်းနဲ့ပါသွားကြောင်းဝူခေါင်းကပြောပြလိုက်တာပါ။ဒါကြောင့်မလို့လှိုင်းကိုမီးရှို့ပြီးတော့ကျွဲမိစ္ဆာကိုတိုက်ခိုက်ဖို့လာခေါ်တာဖြစ်ပါတယ်လို့ဝူခေါင်းကပြောလိုက်ပါတယ်။အဲဒီမှာမိနာမင်းကလည်းလိုက်ခဲမယ်လို့ပြောလိုက်ပြီးတော့ကျွဲမိစ္ဆာကိုလိုက်လံပြီးတော့တိုက်ခိုက်ပြန်ပါတယ်။ကျွဲမိစ္ဆာရဲ့တပ်သားတွေကမိနာသားရဲ့မီးပုံးတွေအောက်မှာလူလဲကိုခံစားနေကြရပါတယ်။ ကင်းတော့သမားတယောက်ကဇုံခုံပြန်လာပြီလို့អော်ပြီးတော့ဝင်လာခဲ့ပါလေဇုံခုံကလည်းသူ့ဆွမ်းပြတာပေါ့လို့ပြောကအော်ခင့်နေခဲ့တာပါဒါမှလည်းကျွဲမိတ်စာလက်နက်ကမီးကိုလည်းစုပ်ယူနေနိုင်ပြန်တာကြောင့်ဝူခုံတို့ဟာအခက်တွေ့နေရပြန်ပါလေနောက်တော့ဝူခုံကမီးကိုနိုင်တယ်ဆိုတော့ရေနဲ့ဆန်းကြည့်ကြမယ်လို့ကြံပေးကရေနတ်ကိုပါသွားပြီးတော့ခေါ်ပါတော့လေဝူခုံကရေနံမင်းရှိရာကိုရောက်သွားပြီးတော့သူဟာအကူအညီတစ်ခုလိုအပ်ကြောင်းကိုပြောလိုက်တာပါရေနံမင်းကတော့ဆရာတော်ထန်ဆန်းအဖမ်းခံရတဲ့တရင်ကို Facebook ပေါ်မှာတွေ့လို့သူတီထားကြောင်းကိုပြောလိုက်ပါတယ် ဒိုနဲ့ကျွဲမိစာကိုတိုက်ဖို့သွားကြတော့လက်နက်ပါမပါသတိပေးလိုက်ပါတယ်။ရေနံမင်းကဘူးလေးသေးသေးလေးထုတ်ပြတဲ့ခါမှာဦးခေါကနောက်နေရလားလို့မေးလိုက်တာပါ။ရေနံမင်းကလည်းဒီဘူးလေးရဲ့တဝက်လောက်ကိုအသုံးပြုရင်တော့ကဘာပေါ်ကအပြင်းဆုံးမြည့်ရဲ့ရေစီးရလောက်ရှိတယ်လို့ပြောလိုက်ပါတယ်။ဦးခေါနဲ့ရေနံသားတို့ဟာဆရာတော်ရှိကလိုင်းကူကိုအမြန်ပဲပြန်လာခဲ့ကြပြီးဦးခေါကမိစာတွေကိုရေနဲ့တွန်းထုတ်ဖို့အကူအညီတောင်းပါတယ်။ဦးခေါကရေဆိုတာမြင့်ရနေနေအောင်စီစဉ်တတ်တဲ့အကြောင်းရေနံသားကိုသတိပြန်ပေးလိုက်ပါသေးတယ်။ ဇုံခုံကတော့ကျွဲမိစာထွက်လာအောင်မခန်းကြီးမခန်းသားစကားတွေနဲ့စားနောက်လောင်နေခဲ့တာပါကျွဲမိစာတော့သူ့ကိုရှုံးထားအများနေပြီနော်လို့ဝူခုံကမခန်းကြီးအောင်ပြန်ပြီးတော့ပြောနေခဲ့ပါတယ်ဝူခုံကတော့ဒီတခါတော့တကယ်သေးရတော့မှဖြစ်ကြောင်းပြောလိုက်ကသူ့မှာလည်းလက်နက်မရှိတာကြောင့်လက်နက်မပါကြီးကျုံးကြမလားဟဲ့အောင်လို့မေးလိုက်တာကြောင့်ကျွဲမိစာလက်နက်ကိုပြစ်ချလိုက်ပါတယ်အမှဝူခုံနဲ့ကျွဲမိစာကျွဲတပြန်မြောက်တပြန်နဲ့ကျွဲတိုက်မြောက်တိုက်တိုက်ခိုက်နေကြပါတယ်မကြခင်မှာပဲရေနဲ့သားရေကွက်ထဲကနေရေတွေထွက်လာပြီးတော့လှိုင်ကူထဲကိုလောင်းချလိုက်ပါတော့တယ် ကျွဲမိစားနဲ့တပ်သားတွေကရေနဲ့သားရဲ့ရေလိုင်းအောက်မှာကစင်ကလေးတွေဖြစ်ခဲ့ကြပါတယ်။ဇုံကုံကတော့အမြင့်တနေရာကနေနေပြီးတော့လောင်းလောင်း လောင်းလိုက်ပါကျွဲကိုလောင်းလိုက်ပါအမပေါ့ရွှဲအောင်လောင်းလိုက်ပါဆိုပြီးတော့ကနေခဲ့ပါတယ်။ဂျေရီယာလိုင်းကူတဲ့ထီအောင်ရောက်သွားခဲ့ပြီးတော့ဆရာတော်နဲ့ပါကျဲတို့ကလည်းမြုပ်လူနီးနီးဖြစ်နေခဲ့ပါပြီ။ကျွဲမိစားတော့ထုံးစံတိုင်းသူ့ရဲ့တန်လိုက်စကွင်းကိုပြစ်ထုတ်လိုက်ပါတယ်။ဒါ ਉਹ သတိမထားမိတဲ့ရေနံမင်းကိုဇုံကုံကသတိပေးလိုက်ရပါတယ်။နောက်ဆုံးမှာတော့ရေနံမင်းကဝူခုံးကိုပြန်ပြီးတော့အကူအညီတောင်းရပါတယ်။ ဇုံကောင်ကဘာကူညီရမလဲလို့မေးတဲ့အခါမှာရေနတ်သားကခိုးတတ်တဲ့ဇုံကောင်ကကျွဲမိတ်စာတန်လိုက်ဝင်းလက်နက်ကိုခိုးယူပေးခဲ့ဖို့ကူညီတောင်းလိုက်တာပါ။လိုင်ကူထဲမှာတော့ကျွဲမိတ်စာနဲ့တပ်ဖွဲ့ဟာတောက်စားပြောပိုင်းနေအောင်ပွဲခံနေခဲ့ကြပြန်ပါလေ။အရက်ငှဲ့တဲ့သူကလည်းမူးပြီးတော့အရက်တွေဘေးရှံကြတာကြောင့်ကျွဲမိတ်စာကြီးစိတ်ဆိုးနေပါလေ။ကျွဲမိတ်စာလည်းခေါင်းအေးတွေကိုကျွဲလို့တောက်ပြီးတော့မူးသွားခဲ့တာပါ။ကျွဲမိတ်စာအရက်လိုက်ငှဲ့ပေးတဲ့ကျွဲကိုတခြားသူတွေတော်လည်းအရက်လိုက်ထည့်ပေးဖို့ပြောလိုက်ပါလေ။ အရငယ်တဲ့သူဟာကျွဲမိစားတပ်သားတွေကိုလည်းအရက်တွေကိုစိတ်ကြိုက်ထဲပေးနေပါတယ်။အမန်တကယ်မှာတော့ရက်လိုက်ငယ်ပေးနေတဲ့သူဟာဆုံးကုံဟာဟန်ဆောင်ထားတဲ့မိစားတကောင်သားဖြစ်နေတာပါ။ဟန်ဆောင်ထားတဲ့ဝူခွန်ကသူ့ရဲ့တန်တုပ်ရှိရနားသွားပြီးတော့တန်တုပ်ကိုပြန်သေးကနားစားတဲ့ကိုထည့်ထားလိုက်ပါတယ်။တန်တုပ်ရသွားတဲ့ဝူခွန်ကသူ့ရဲ့မူလာသွင်ပြန်ပြောင်းပြီးတော့မူနေတဲ့မိစားတွေကိုတိုက်ခိုက်ပါတော့တယ်။တန်တုပ်ပြန်သွားတဲ့ဆုံးကုံကအောင်မြင်သွားပြန်လဲဆုတ်ခွာလာပြန်ပြီးတော့ကျွဲမိစားလဲဆုံးကုံနောက်တစ်ခါတွေ့ရင်သေပဲဟျောင်းလို့ကျင်းလိုက်တာပါ။ ဝူဟွာသူရဲ့လက်နက်ကိုတိတ်တိတ်လေးပြန်ယူလာနိုင်ခဲ့ကြောင်းနတ်စစ်သည်တွေကိုပြောပြနေပါတယ်။ရေနံမင်းကသူတို့ရဲ့လက်နက်တွေရောလို့မေးမှာပဲ။ဝူခွန်ကတန်တုပ်ပဲယူလာမိပြီးတော့တခြားသူတွေလက်နက်တွေမေ့လာမှန်းကိုသိခဲ့ရပါတော့တယ်။နတ်သားတွေကလည်းသူတို့မှာတော့ဝူခွန်ကိုကူညီဖို့လာခဲ့ကြပြီးဝူခွန်ကတော့သူတို့ရဲ့လက်နက်တွေကိုမေ့ခဲ့တာကြောင့်အားမလို့အားများဖြစ်နေကြတာပါ။ဝူခွန်ကလည်းပြန်တော့မယ်တကယ်ကဲလုံနဲ့နတ်စစ်သည်တွေလက်နက်တွေကိုနောက်တစ်ခေါက်သူပြန်သွားယူပေးပါမယ်လို့ပြောလိုက်ပါတယ်။လိုင်ကူထဲမှာတော့ကျွဲမိတ်စာကသူ့ရဲ့တန်လိုက်ဆွဲရဆက်ကွင်းလက်နက်ရဲနာကို

နောက်နေ့ဒီမှာပိုင်းဆက်တွေဆက်ပြီးတော့ရှိမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီးနောက်အကောင့်လုံးနှိပ်ပြီးစောင့်ကြည့်နိုင်ကြကြောင်းပါဆိုတော့ဇာကားတွေစာဆုံးကြည့်တင်နေဆိုရင်လည်းထုံးစံတိုင်းပဲ Telegram channel ကို join ထားပေးလို့ရပါတယ်ဒီနေ့မှာအစားကနေဆုံးဒီ live ပါကြည့်စုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့မြောက်ချေသူပေါင်းသူတော်ကောင်းတို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ